ညဝမင်းလာပါစကတိဖော်ဖော် channel ကနေပြန်လည်ဆွဲပါကျွန်တော်ကိုင်းဖြစ်ပါတယ်ဝီလိုဒါစူပါစတင်းနေတပွဲကောင်းပွဲချုပ်30 channel တင်ဆက်ပေးသွားမယ်ဒီပွဲစဉ်ကတော့မြန်မာစံတော်ချိန်12နာရီထိုင်းစံတော်ချိန်12နာရီခွဲမှာကံမဲ့စပိန်လာလီကာတဲကဒါဘာစီလိုနာတင်းနဲ့ HC တင်းတို့ရဲ့ပွဲချုပ်30 channel ကိုတင်ဆက်ပေးသွားမယ်ပေါ့နော်ဒီနေ့တင်းဒါတွဲဆုံထားမှုတွေတော့ရှိတယ် ဒီနေ့သင်တွေ့ဆုံထားမှုက2022 23တော့ကြာတော့ကြာပြီပေါ့နော်ဒါအချီးရဲ့ကွင်းမှာဒါဘာရှင်နာအသင်းဘက်ကနေတလုံးပိုင်းနဲ့တရားပေးတယ်ဇီဗိုဆိုတဲ့ရလင်းနဲ့ဂိုးပြတ်နိုင်ထားတယ်ပေါ့နော်ဘာကာရဲ့ကွင်းမှာတော့ဒါတလုံးပလတ်50ကြီးပေးတယ်3ဇီဆိုတဲ့ရလင်းနဲ့ဒါနိုင်ထားရပါတော့ဘာစီနိုကဒါနဲ့ကြလုံးတွေးဆောင်ထားမှုနဲ့ကြလုံးမှဆိုရင်တော့အနိုင်ရလက်လေးတော့ရှိထားရပါတော့ဘာစီနိုရဲ့ကြောင့်ရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်တော့ရီမက်တစ်ကိုဒါရှုံးထားတယ် အဲအိုလံပီယာကော့တော့နိုင်ထားရပါတော့ဂျီရိုနာကိုနိုင်ထားတယ်စီဗီလာကိုတော့ရှုံးထားမှာတော့ဘာစီလိုနာနေတဲ့ဒါနှစ်ပွဲဆက်တော့ရှုံးထားတဲ့အနေအထားမျိုးလေးမှာလို့ရှိရပါတော့ဒါတနစ်လာရဲ့အထက်မှာကြောက်အစိပ်ပြင်းတဲ့ကောင်တွေရှိပါတယ်ဒါအစပန်ညိုတို့ဒါအက်ချီတို့ဆိုရင်ဒါတော်တော်လေးအစိပ်ပြင်းတဲ့အနေအထားမျိုးရှိပါတော့အက်ချီရဲ့ကျွန်တော်တို့ရလပိုင်းပြန်ကြည့်ရမယ်ဆိုရင်တော့ဒါရှုံးပွဲနှစ်ပွဲပဲရှိပါသေးလို့ပြောလို့ရပါတယ်တောက်လျှောက်ဒါအချီကတော့ဒါရလပိုင်းဒါတနစ်လာရဲ့အထက်မှာတော်တော်လေးရလပိုင်းကောင်းတဲ့အတင်းထဲမှာတော့ပါရပါတော့ဒါနောက်ဆုံးပွဲစဉ်ဒါအစပန်ညိုတို့ရှုံးထားတယ်ဒါဘီဘောစီစီက န်ထားတယ်အလာဘတ်ကတော့တယောက်ရောအနေထားကနေ3-1ဆိုပြီးရှုံးတာရယ်ပေါ့နော်ဒါဆက်တာဘီကို2-1 Osasuna 1-1ပေါ့နော်အဲ Ovido 1-0 Sevilla ကို2-2ဒီလိုရလာမျိုးတွေဒါလုံးဝကိုအမကန်ကန်ထားနိုင်တဲ့အတင်လို့ပြောလို့ရရယ်ပေါ့နော်တန်တဲ့လာတဲ့မှာအကောင်သေးပေမဲ့အစိပ်ပြင်းပါတယ်ပေါ့နော်ခွေးဒါ body ကြီးကိုတောင်းရင် body ကြီးမှဆိုရင်တော့ဒါ Barcelona အသင်းဘက်ကနှလုံးသေးကိုပေါင်းသေးသုံးလုံးမိုက်နဲ့ တရာထိပေးထားတယ်ပေါ့နော်ဒါဘာစီလိုနာတွဲဆုံမှုတိုင်းပေးတဲ့ဈေးတန်းထဲတော့နေတယ်ဒါ HU တွဲဆုံတိုင်းမှာ3.50ကြီးပေးပေါ့နော်လက်ရှိဒါနှလုံးသေးကြီးကဘာစီလိုနာတော်တော်လေးနေအနေထားမျိုးတော့ရှိရပေါ့နော်ဒါကွင်းတာတေဘယ်စီရောက်သွားကြည့်တော့ဒါဘာစီလိုနာအနေနဲ့ကဒါရီမတစ်ကိုတပွဲရောအနေထားနဲ့ရှင်းမှတ်တော့ကွာဟတဲ့အနေထားမျိုးရှိရပေါ့နော်ဒါကြောင့်ဒီနေ့ပွဲကဘာစီလိုနာ ်အတင်းတော့နိုင်မယ်ကြေးများရှုံးမလားဆိုပြီးကိုင်းဒါနည်းနည်းလေးတော့စဝေစားတော့ဖြစ်တယ်ပေါ့နော်အာဂိုဘောင်းဒီတလုံးပိုင်းနဲ့တရားလားပြင်းရှာပါတယ်ဂိုဘောင်းအပေါ်ခေါ်တဲ့ဇီဒန်လို့ပြောလို့ရတယ်ဒါပေမဲ့ဒါကိုင်းဒါပေးရမယ့်ဇီဒန်တက်တော့နဲတယ်ဗျဟိုဘာစီလိုနာဒါတွေးဆမှုတိုင်း3 plus 50ဂျီလောက်ဖွင့်တဲ့အနေအထားမျိုးမှာနှလုံးတီကဘာစီလိုနာကန်ကောင်းလို့နိုင်ရင်တော့ဒါ2-0လောက်အနေအထားမျိုးလို့ပြောလို့ရတယ်ပေါ့နော်အချီရလည်းဒါတန်းတလိုက်နဲ့မှာတော်လေးကောင်းတဲ့အနေအထားမျိုးရှိတယ်ကိုင်းကတော့နေ့ဘာစီလိုနာနဲ့အချီပွဲစဉ်တော့ဒါအောက်ကျေးတင်းဖြစ်တဲ့အချီဘော်ဒီကြိုက်ပါတယ်ဘာစီလိုနာအတင်း င်းတော်ပေးနိုင်လိုက်မယ် ကြေးတော့ရှုံးသွားမယ်လို့ထင်တယ်ပေါ့နော်။ဟာကိုင်းခံမှန်းတာတော့ဒါ 1C ပေါ့နော်။ 2C ဆိုရင်တော့ဒါ refund တော့ဖြစ်လိမ့်မယ်ပေါ့နော်။ဒါ 1C 2C လောက်နဲ့ပြီးနေရင်မယ်အနေထားမျိုးရှိတယ်။ဒါကြောင့် H body လေးရွေးချယ်ပေးပါတယ်။အကြိုက်တူရင်ညီကိုလိုက်ပြီးကစားလို့ရပါတယ်။အကြိုက်မတူရင်တော့ပကံကစားလို့ရပါတယ်နော်။ကိုင်းရဲ့တေကန် channel join ထားပေးပါတေကန် channel မှာတပွဲကောင်းတွေမောင်းကက်တွေမြန်နေတင်ပါတယ်။ဒါကြောင့်တေကန် channel လေးကို join ထားဖို့မေးပါတယ်။ channel ရဲ့ link ကိုဒီ video ရဲ့ comment လင်မှာဘာအောင် link မှာရှိပါတယ်နော်။ကိုင်းတို့ဒါနောက်နေ့ပွဲစဉ်တွေမှာညီကိုပြန်ပြီးဆုံပါအောင်မယ်။ကိုင်းအားပေးတဲ့ဒါ Facebook ရော TikTok ရော YouTube ရောညီကိုတောင်းချင်ရောကြည့်တင်ပါ ါတယ်အားလုံးဒီနေ့ကပဲတော့ဆက်လိုက်ပါတယ်